ကိုချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနှစ်မျိုးဟာဘဝမှာလူတွေညံ့နိုးတဲ့အရာတစ်ခုဖြစ်တယ်။ဝိနည်းဆိုလို့ရှိရင်အလုံးကပျော်ရွှင်ချမ်းမြေသောဝိနည်းဖြစ်ပါသည်လို့မိမိတို့ဘာသာစကားနဲ့နိုင်ငံမှာရှိကြတဲ့သူတွေဟာဆုတောင်းမှုဆွေယူမှုပြုကြတယ် ျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာလူတွေလူတိုင်းလူတိုင်းမျက်နှိုးတဲ့အရာဖြစ်တယ်။ပျော်ရွှင်ချမ်းမြေ့ခြင်းရဲ့ပါဠိစကားကိုဒုက္ခနဲ့သောမနတလို့ခေါ်တယ်။ဒုက္ခဆိုတာကိုချမ်းသာခြင်းနဲ့သောမနတဆိုတာစိတ်ချမ်းသာခြင်းကိုချမ်းသာကိုချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနှစ်မျိုးဟာဘဝမှာလူတွေမျက်နှိုးတဲ့အရာတစ်ခုဖြစ် ဒါကြောင့်မို့ကိုချမ်းသာမှုရဖို့စိတ်ချမ်းသာမှုရဖို့ဆိုပြီးတော့ထူထောင်ရတဲ့အခါမှာပေးဆပ်ရတာတွေကအများကြီးပဲဖြစ်တယ်။ကိုချမ်းသာမှုရဖို့စိတ်ချမ်းသာမှုရဖို့ဆိုတာတွေကလောက်ခိုင်ကြ။ငယ်စဉ်ကလေးကစားပြီးတော့ကလေးအရွယ်လေးတွေကစားပြီးပညာသင်ကြတယ်ဆိုတာကိုချမ်းသာမှုစိတ်ချမ်းသာမှုအတွက်လောက်ချတာဖြစ်တယ်။ဒီချမ်းသာတစ်ခုအတွက် ညွန်မှန်းပြီးတော့ပေးဆက်ကြရအေးစေးစေးမိမိနေခြင်းသလိုနေလို့မရဘူးစီကန်းနဲ့စနစ်တကျနဲ့ငယ်စဉ်ကတည်းကလေ့ကျင့်သင်ကြားပေးတာဟာဘဝမှာအစဉ်ပြေပြီးတော့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရရှိဖို့ချိုးပန်းခြင်းပဲဖြစ်တယ်တို့တူပဲအတွက်ရရလာတဲ့အခါမှာလေနေစဉ်နဲ့အမြတ် လှုပ်ရှားရုံကရတဲ့အလုပ်တွေမှန်သမျှလေကိုချမ်းသာမှုစိတ်ချမ်းသာမှုအတွက်ကိုဥတည်ပြီးလှုပ်ကြတာလားဖြစ်သို့သောကိုချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာအွယ်ရောက်လာတဲ့အခါကျတော့ကိုတယောက်တည်းရဲ့စိတ်ချမ်းသာမှုကိုတယောက်တည်းရဲ့ချမ်းသာကြွယ်ဝမှုကိုချမ်းသာမှုအတွက်မဟုတ်တော့ပဲနဲ့ကိုတာဝန်ယူရတဲ့လူအတိုင်းဝိုင်းကြီးတစ်ခုလုံးအတွက်ကိုချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာလောကပြန် ရမတော့ကိုချမ်းသာဖို့ကိုတူဦးတယောက်ချမ်းသာကြွယ်ဝဖို့နောက်ကြတော့ကိုမိသားစုချမ်းသာကြွယ်ဝဖို့နောက်ကြတော့ကိုဆွေမျိုးသားချင်းတွေချမ်းသာကြွယ်ဝနောက်ပိုင်းကြတော့တိုးချဲ့လာတဲ့အခါမှာကိုနိုင်ငံသူနိုင်ငံသားတွေချမ်းသာကြွယ်ဝဖို့စိတ်ချမ်းသာမှုကိုချမ်းသာမှုရရှိဖို့ဆိုရယ်ဒီအကျိုးမြတ်လေးတစ်ခုအတွက်ပေးဆရတဲ့အချိန်လေးကအများကြီးပဲဖြစ်ပေးဆရတဲ့အခါမှာ ချမ်းသာမှုကိုချမ်းသာမှုနဲ့ပဲရယူလို့ရလားလို့ဆိုမရဘူးဒုက္ခတနန္တရံဒုက္ခံလို့ပါဠိစာပေမှာဆိုထားရှိဒုက္ခရဲ့ချားမဲမှာဒုက္ခလာတယ်နော်အင်္ဂလိပ်စကားမှာလည်းပြောကြတာ no pain no gain ဆိုတာအနာခံမှအတာဆန်ရတယ်ဆိုတာဘဝကြီးကိုတရားစဉ်းစားခြင်းဒီပုံစံပဲဖြစ်တယ်ပေါ့နော်ချမ်းသာဖို့အတွက် ရုံးကညာဒီတဘွားတယ်လားလို့ဆိုမကဘူးဘွားတိုင်းဘွားတိုင်းဟာဒီပုံစံနဲ့ပဲလာခဲ့တယ်အဲ့တော့ချမ်းသာခြင်းဝမ်းသာခြင်းရဲ့ပြောမယ်ဆိုရင် happiness ပေါ့နော် happiness ဆိုရင်နှစ်ခုစလုံးပါသွားတယ်ပျော်ရွှင်ချမ်းမြေ့မှုဆိုတဲ့ happiness လူတွေကဆူတောင်းကြတယ်အဲ့ဒါအတွက်ပေါ်ဆောင်မှုရာလောက်ကြရတဲ့အကြောင်းတရားတွေပေးဆက်ရတဲ့ဟာတွေက ချမ်းသာကြွယ်ဝခြင်းချမ်းသာခြင်းမဟုတ်ဖဲနဲ့ဆင်းရဲခြင်းနဲ့ယဉ်နှီးပြီးတော့မှချမ်းသာမှုကိုရယူချရတာလေများတယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီထဲမှာအကောင်းဆုံးအခိုင်အမာဆုံး happiness ချမ်းသာဒုက္ခရဲ့ချမ်းသာခြင်းဝမ်းသာခြင်းရဲ့အကြောင်းတရားကိုအရင်ကြကြအတွင်းအားဖြင့်ရှာကြည့်လိုက်မယ်ဆိုလို့ရှိရင် တကယ်ချမ်းသာမှုကိုပေးနိုင်တာကတော့ခိုင်မာတဲ့ချမ်းသာမှုဘယ်ခါမှဆိုပေးနိုင်တဲ့အရာကတော့ကုသိုလ်ကောင်းမှုသာဖြစ်တယ်လို့ဆိုတာသူခေါ်ပုံညတ်တာဥစဉ်ရောပုံညတ်တာကုသိုလ်ကောင်းမှုကိုဥစဉ်ရောမိမိတဏ္ဍာမှာဖြစ်အောင်လုပ်ပြီးစုဆောင်မိခြင်းဟာသူခေါ်ချမ်းသာခြင်းရဲ့အကြောင်းပဲလို့ဒီလိုဟောတာဒီဟောဆုံးမဟောပြောချက်လေးဟာ တမဟာဖြင့်ကြည့်မယ်ဆိုရင် ချမ်းသာခြင်းကုသိုလ်လို့ဆိုကုသိုလ်လိုတိုင်းချမ်းသာလားလို့ပြန်မေးကောင်းမေးချလိုက်မယ်เนาะသို့တော့ဒီရင်ဒီတွေရောချမ်းသာတဲ့နေတွေမရှိဘူးလားလောကလူတွေကငွေကြေးတနာများစွာရရှိလို့ရှိရင် ချမ်းသာတယ်လို့ထင်ကြတယ်မချမ်းသာဘူးလားဆိုချမ်းသာချမ်းသာပါကျန်တဲ့ချမ်းသာတွေကအတိုင်းအတာအကန့်အသတ်တွေနဲ့တွားတာဖြစ်တယ်ပေါ့เนาะ စဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားချမ်းသာ၄ခုစဉ်းစားကြည့်ဖို့ဘဝနဲ့ဆက်ဟပ်ပြီ။ဉာဏ်နဲ့ချမ်းသာတွေဟာအကန့်တတ်တွေနဲ့သွားတယ်။အဋ္ဌိဒုက္ခတဲ့။ကိုယ်မှာငွေကြေးဒဏ၃၀ဆရာလုံလုံလောက်လောက်ပြည့်ပြည့်စုံစုံရှင်လည်းပဲအဲ့ဒါကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းဆိုတာပျော်ရွှင်ချမ်းမြေ့ခြင်းရတယ်။မှန်တယ်။ရှိတဲ့အခိုင်မှာချမ်းသာမရှိဘူးဆိုရင်ဒါ ချမ်းသာဆုံးရှုံးသွားပြီပေါ့ဒါကိုအဋ္ဌိဒုက္ခလို့ခေါ်ဘောကဒုက္ခဆိုတာကိုကြိုက်တာအုံပြုနေရရင်ကိုကြိုက်တာစားနေရရင်ကိုကြိုက်တဲ့အဝတ်မျိုးဝတ်နေရရင်ကိုကြိုက်တဲ့နေရာမှာနေရရင်အဲ့ဒီသုံးဆောင်ခံစားမှုကိုအကြောင်းပြုပြီးတော့ရရှိတဲ့ချမ်းသာဒုက္ခကိုလေဘောကဒုက္ခလို့ခေါ်တယ်။ဒါအဲ့ဒါလည်းပဲသုံးဆွဲရတဲ့အချိန်လောက်ပဲသူကချမ်းသာမှုကိုပေးတယ်။မသုံးဆွဲရတဲ့အချိန်မှာမရပြန်ဘူး။ နောက်တစ်ခုကတော့အာနနယဒုက္ခတဲ့လောကလူတွေဟာကြွေးပြေးစရာမရှိဘူး။ဘာကြွေးပဲဖြစ်ဖြစ်ကိုယ့်ပုံမှာတင်စည်းထားတာမရှိဘူး။ဝန်တော်ဝန်မိုးကြီးလို့မရှိတော့ဘူးဆိုလို့ရှင်လေ။ဝန်တော်ဝန်မိုးကြီးနဲ့ကိုယ့်ပုံမှာတင်စည်းနေတဲ့အရာမရှိဘူးလွတ်လပ်နေတယ်ဆိုရင်အာနနယဒုက္ခလို့ခေါ်တယ်။အဲ့ဒီဒုက္ခကလည်းပဲဝန်တော်ဝန်မိုးကင်းတဲ့အချိန်လောက်ပဲချမ်းသာတယ်။ကျန်တဲ့အချိန်မှမချမ်းသာပြန်ဘူး။ ဒါတွေကအကန့်အသတ်တွေနဲ့ဖြစ်တဲ့ချမ်းသာဒုက္ခပဲ။ယသဗျာကနောက်ဆုံးချမ်းသာတစ်ခုကိုရွေးပေးတာတော့ဘာလို့ဆိုအနဝိသဒုက္ခပဲ။ကိုမဟုတ်တာလောက်ထားတာလုံးဝမရှိဘူး။ကိုလက်ကြည့်လိုက်လို့ရှင် ကိုဟာကောင်းတဲ့လုပ်တွေပဲလုပ်တယ်။သူများအပြစ်ဆိုစရာအလုပ်တကယ်ဟိုဆိုလိုတာအကုသို့လုပ်တယ်ပေါ့နော်။ လောကကြီးမှာပညာရှိတွေအပြစ်ဆိုစရာပြစ်တင်စရာမရှိတဲ့အကုသိုလ်လုပ်တဲ့မျိုးကိုယ်မှကင်းတယ်ဆိုလို့ရှိရင်အဲ့ဒီကင်းမှုဆိုတဲ့ချမ်းသာအနဝိဇ္ဇဒုက္ခဆာကြတော့အပြစ်ကင်းနေတဲ့အတိုင်းအတာတစ်ခုတွင်မှာလုံးဝချမ်းသာနေတဲ့ချမ်းသာမှုခုနချမ်းသာတွေဟာအခိုက်အတန့်ချမ်းသာတာဖြစ်ပြီးအပြစ်ကင်းမှုဟာပြစ်ကင်းနေတဲ့မြတ်ကာလပတ်လုံးထာဝရချမ်းသာယုံမြတ်မကား ထိုအပြစ်ကင်းမှုရဲ့တုံ့ပြန်လာမှုကလည်းပဲချမ်းသာကြော်ဝမ်းချမ်းသာမှုကိုပေးနိုင်တယ်အဲ့တော့မြတ်စွာဘုရားက ရှိလို့ရတဲ့ချမ်းသာသုံးဆောင်လို့ရတဲ့ချမ်းသာကျွေးခင်းလို့ဘုံတို့ဝမှုကင်းလို့ရလာတဲ့ချမ်းသာအဲ့ဒီချမ်းသာတွေဟာ အပြစ်ကင်းချမ်းသာလောက်မကောင်းပါဘူးလို့ပြောတယ်အပြစ်ကင်းတဲ့ချမ်းသာအကောင်းဆုံးအဲ့တော့အပြစ်ကင်းတာဆိုတာမဟုတ်တာလို့တဲ့အပြစ်ရှိနေရင်လူတွေဟာဘလောက်ပဲ ဟုတ်အကြောင်းစုံစုံလင်းလင်းကို့မှာပြည့်ဝနေတော့လဲအပြစ်မကင်းတာတခုရှိနေတယ်ဆိုရင်စိတ်ဆင်းမှုမြဲတာအယိတ်မဲကြီးလို့ကို့ဒုက္ခပေးနေတယ်စိတ်ချမ်းသာမှုမရတာအဲ့တော့အပြစ်ကင်းပြီဆိုလို့ရှိရင်လုံးဝချမ်းသာပါအဲ့ဒီလုံးဝချမ်းသာတဲ့အပြစ်ကင်းချမ်းသာဆိုတာဘာပေးနိုင်တာတော့လို့မေးလို့ရှိရင်ကုသိုလ်ကောင်းမှုကပေးတာ နော်ကုလကောင်းမှုကတော့ထာဝရချမ်းသာလို့သူတို့ဆိုလို့အဲ့တော့ကုသကောင်းမှုဆိုတာဟာတမန်အဖြစ်ဘုန်းကြီးတို့တွေအခြေအနေတစ်ခုရတာပိသာဆိုတော့ကုသကောင်းမှုရဲ့ရောက်လာတဲ့အခါကိုရောက်လာတဲ့အချိန်မှာကိုယ့်ရဲ့မိဘမိသားစုအခြေအနေကမြင်မာနေလို့ရှိရင်သူတို့မြင်မာတဲ့အနေအထားမျိုးတစ်ခုရောက်လာ မိသားစုကချမ်းသာတယ်ဆိုရင်သူတို့လည်းချမ်းသာသွားတယ်။ဘာမှမလုပ်ရဘဲနဲ့ချမ်းသာသွား။မိဘအရေးတဲမှာဝင်ပြီ။ຢာတို့ဂုံသိစီစဉ်ဥစ္စာကြီးတဲ့အတိုင်းဝင်နေရောက်လာရင်လည်းသူတို့လည်းစီစဉ်ဥစ္စာရရှိသွားကြ။အဲ့ဒီလိုရရှိခြင်းရဲ့နောက်ွယ်အကြောင်းတရားကဘာလဲ။အကြောင်းမဲ့ဖြစ်တာလားလို့ဆို။ယသော်ဗျာအဲ့ဒီနောက်ွယ်အကြောင်းကိုတခြားဘာသာတွေကတော့ဖြေလိမ့်မယ်ဘုရားသခင်က ဖန်ဆင်းတာလို့ပြောနော်ဒါပြင်ဘုရားသခင်ကဖန်ဆင်းလူတိုင်းမလုပ်ဖန်ဆင်းမပေးလေသရဝရီပေါ်မှာကျင်တရားရှိတဲ့ဘုရားသခင်အားလုံးအတွက်ဖန်ဆင်းမလားဘာကြောင့်လူတချို့အတွက်သာဖန်ဆင်းရတယ်လဲလို့မေးစရာတွေနဲ့ဘုရားသခင်ကအပြစ်တင်စရာတွေအများကြီးဖြစ်လာဘာလို့လောကမှာချမ်းသာကြွယ်ဝသူနဲ့ဆင်းရဲတဲ့လူဟာရှဲတဲ့လူအများ ငါတော့ဆင်းရဲတဲ့မိဘအတိုင်းဝိုင်းတွေကိုပို့လိုက်တယ်ဆိုရင် तू ကပဲယေရှုတင်တော့မှာဖခင်သခင်ကလုပ်တယ်ဆိုရင်ယေရှုတင်မှာမဟုတ်တော့ဘူးအဲ့တော့ဖခင်သခင်ကပို့တယ်လို့ယုံကြည်တယ်ထားအောင်ဘာကြောင့်ပို့တာတော့ကုသကံရှိလို့ပို့ရတယ်လို့ပြောမယ်ဆိုလို့ရှိရင်ကံတရားတွေအဓိကဖြစ်သွားပြန်ဖခင်သခင်ကအဓိကမဟုတ်တော့ဘူး အဲ့ဒါကြောင့်မလို့နောက်ကအကြောင်းတရားကိုမြတ်စွာဘုရားကဖော်ထုတ်တဲ့အခါမှာသူခောပုံညတာဥစ္စေယောကုသဏမှာကုသကောင်းမှုစီးပူးအထောက်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းပဲလို့ဆိုရက်ဒီအဖြေတစ်ခု ထုတ်နိုင်တာပေါ့နော်အဲ့တော့ဒီအဖြေတစ်ခု ထုတ်နိုင်ပြီဆိုလို့ရှိရင်ဘဝကိုရထားတဲ့ပုဂ္ဂိုလ်တွေခုဒီနေ့မွေးနေ့ရှင်ဖြစ်တဲ့မိုင်းတော်ချူချူလှတယ် ဘဝတစ်ခုရလာတဲ့အခါမှာဒီအဖြေတစ်ခုရထားပြီဆိုရင် အခုဘဝဘာလောက်မှလဲဆိုတာကိုယ့်အကိုရှင်းရှင်းလင်းလင်းပြပြသားသားကြီးသိရှိနားလည်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့အတိုင်းပဲသူခေါ်ပုံညတ်အုပ်စယောကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာစုမိစီမိစုဆောင်ပြီးရှိခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းပဲ အတိတ်ဘဝလည်းကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီအချိန်လေးမျိုးကိုရရှိတာတခြားအကြောင်းတွေကအကူအညီလောက်သာဖြစ်မယ်ပင်မအကြောင်းကတော့ကုသိုလ်ပဲကုသိုလ်ကံဆိုတဲ့အကြောင်းတရားနဲ့ကြတော့လူတွေဟာတုံးနဲ့တူရှင်ပြိုင်လို့မရဘူးနော်ကုသိုလ်ကံရှိတဲ့လူကအထက်ရောက်သွားတာပဲအားလုံးတူညီတယ်ဆိုတော့လည်းပဲကုသိုလ်ကံရှိရင်ရှေ့ရောက်သွားတယ်အဲ့တော့ကုသိုလ်ကံဆိုတဲ့အကြောင်းတရားဟာတရားရှိတယ် ဓမ္မောသူစိတ်နောဒုက္ခမဝေတိမိမိကိုယ်တိုင်အလေးနဲ့ထားပြီးတော့ကျင့်သုံးတဲ့ဓမ္မဟာကိုယ်စီကိုချမ်းသာဒုက္ခတွေကိုဆောင်ယူလာတာဖြစ်တယ်ဘဝတန်လျာခရီးသွားတဲ့အခါမှာတကယ်ကိုလိုက်ပါကုညီဆောင်းလျှောက်ပြီးကိုယ်ဘဝမှာဘယ်ဘဝရောက်ရောက်အဆင်ပြေစေတာတော့ကုသိုလ်ကောင်းမှုပဲဖြစ်တယ်ဆိုတာကို အလေးနဲ့ထားပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တာအမှန်တမ်းမှန်ကန်ပါလေ။မွေးနေ့မှာဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာကုသိုလ်ကောင်းမှုဟာအမျိုးမျိုးရှိတဲ့ထင်မယ်။အကျဉ်းချုပ်လိုက်လို့ရှင်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုလို့သုံးမျိုးရှိတယ်။အဲ့ထင်မယ်။ဒါနကောင်းမှုဆိုတာတော့အလွယ်ဆုံးလို့ပြောရမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ ကိုမှရှိတဲ့ပစ္စည်းကိုတစ်ဖက်သားအာလူတိုင်းချင်းပေးကမ်းချင်းကုညီထောက်ပံ့ချင်းဆိုတဲ့အလုပ်ဒီလောကလည်းပဲမေတ္တာအခြေခံပြီးတော့လောရတာဖြစ်သည့်အတွက်ကြောင့်ဟိုလုံလဲလုံလို့ဟိုအခက်ကြီးလဲမဟုတ်ဘူးလုံလို့လဲလွယ်တယ်ပေါ့အဲ့ဒီပေးကမ်းစွန့်ကြဲလို့တဲ့စေရနာသဘောတရားလေးကိုကသူ့ရဲ့တုံ့ပြန်မှုဟာ ကိုယ်ကပေးလိုက်လို့ တစ်ဖက်သားရရှိသွားခြင်းသည်အဲ့ဒီရရှိသွားစေတဲ့စေရနာလေးကသူကအကျိုးပေးပြီဆိုရင် reaction သဘောတရားအရကိုဟာရရှိလာခြင်းပဲဖြစ်တယ်ပေါ့နော်ကိုကလှုပ်လိုက်တာ သူများရသွားတာဖြစ်တယ်ကိုရသူများရသွားတဲ့အကျိုးကျေးဇူးလို့ကိုလည်းပဲပြန်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးဆိုတာဒါသဘာဝရဲ့တုံ့ပြန်မှုလို့ခေါ်တာမလွဲမသွေ ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျက်ဘဝမှာလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေကိုယ်မှာရရှိနေခြင်းဟာဒါနရဲ့အကျိုးသာဖြစ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကဒါနတမ္ပူတာနိဘောဂနိလူတွေရထားတဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာဒါနကိုအခြေခံတာပါလို့ပြောတယ်။အဲ့တော့ကိုယ်ကြိုးစားလို့ရတာမရှိဘူးလားရှိတယ်။သို့တော်လူတိုင်းကကြိုးစားနေကြတာ။ခရရတဲ့လူတွေအများကြီးပဲ။ ထုတ်တော့လို့ကြတာမရတဲ့လူတွေရတဲ့လူတွေကဘာကြောင့်ရမရတဲ့လူတွေကဘာကြောင့်မရဝီရိယချင်းတွေ့ရတဲ့လည်းဘာကြောင့်မရတော့ဆိုအဖြေကနောက်ရှုပ်ဝဲနေတဲ့ကုသိုလ်ကောင်းမှုဆိုတဲ့ဒါနကုသိုလ်ကောင်းမှုဆိုတဲ့အကြောင်းတရားတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့သီလသီလဆိုတာစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒါနကပြမပစ္စည်းတစ်ခုနဲ့သူများကိုထောက်ပံ့လိုက်တာ သူများအတွက်လုပ်တာ သီလကမိမိကိုယ်တိုင်ထိမ့်သိမ့်ဆောက်ချောက်ခြင်းဖြင့်တစ်ဖက်သားကိုအနောက်ရှက်ဖြစ်မဲ့အလုပ်တွေကနေရှောင်လိုက်တာဆိုသူလည်းတစ်ဖက်သားကိုကူညီတဲ့အလုပ်တစ်ခုဒါကြောင့်မို့လို့သီလဆောက်တည်ခြင်းဟာလည်းပဲပရာဟိတသဘောမျိုးဖြစ်တယ်ကွာနော်သီလဆောက်တည်လိုက်တာတစ်ဖက်သားဘယ်လိုအကျိုးဖြစ်ထွန်းတာရောလို့မေးမယ်ဆိုရင်ပါဏာတိပါဒရှောင်လိုက်တဲ့ဖြင့်ကိုယ့်ကြောင့်တတ္တလောကကြီးထဲမှာကိုယ့်ကြောင့်သေတဲ့လူမရှိဘူးလေ အဲ့တော့ကိုယ့်ကိုအကြောင်းပြုပြီးတော့လူတယောက်သက်ဆုံးရှုံးတာတို့နစ်နာတာတို့မရှိသည့်အတွက်ကြောင့်ဒီသီလဟာလောကကြီးကိုချုပ်ပြုတယ်လို့ပြောတာနောက်တစ်ခါပစ္စည်းဥစ္စာကိုယ့်ကိုအကြောင်းပြုပြီးတော့ကိုယ်ကအရိဏရဏရှောင်လိုက်သည့်အတွက်ကြောင့်ကိုယ့်အကြောင်းပြုပြီးတော့တစ်ဖက်သားပစ္စည်းဆုံးရှုံးသွားတာမရှိဘူးကာမိတုမေဆာဆာရာကိုယ့်ကြောင့်အကြောင်းပြုပြီးတော့တစ်ဖက်သားကုန်တိတ်ခထိခိုက်သွားတာမရှိဘူး မုဒ္ဒဝါရရှောင်းလိုက်တာကိုအကြောင်းပြုပြီးတော့ကိုယ်ကြောင့်တစ်ဖက်သားအကျိုးပျက်စီးသွားတာမရှိဘူးသူရမေတွေကရှောင်းကျင်လိုက်တဲ့အတွက်ကြောင့်ကို့ဘဝဟာကောင်းတဲ့လုံသင်တာနဲ့မလုံသင်တာခွဲခြားသိတဲ့အသည့်မဆုံးရှုံးမှု ပွင့်လင်းတဲ့သိတာတဲ့ဉာဏ်ထက်မြက်လာတဲ့အကျံကောင်းဉာဏ်ကောင်းနေရတယ်မိမိရဲ့အကျိုးအများရဲ့အကျိုးကိုဆောင်ရွက်နိုင်လေဆိုတဲ့ကောင်းကျိုးချမ်းသာတွေဟာအဲ့ သူရမေတွေကရှောင်ခြင်းအကျိုးကျေးဇူးတွေသာဖြစ်တယ်။မရှောင်လို့လုပ်ပြီဆိုရင်ကိုယ်ပိုင်အသိဉာဏ်ဆုံးရှုံးရုံမျိုးမကမိသားစုအတွက်လည်းမဆောင်ရွက်နိုင်ဘူး။တိုင်းပြည်အတွက်လည်းမဆောင်ရွက်နိုင်ဘူး။အများကြီးဆုံးရှုံးနေတာပါ။အဲ့တော့တီလဆောက်တည်လိုက်တာတမအားဖြင့်ဒုရေယကိုကုသရဖို့လို့အောင်းမိကြတယ်။မဟုတ်ကိုဆောက်တည်လိုက်သဖြင့်လောကကြီးကိုဘလောက်အကျိုးဖြစ်ထွန်းသွားစေသလဲ။ကိုအကြောင်းပြုပြီးတော့ဘယ်သူမှထိခိုက်နေနိုင်မှုမရှိတာဟာ။ ဒါသီလရဲ့ဆွမ်းအားဒါကြောင့်ဟိုသီလကိုမြတ်စွာဘုရားမဟာဒါနလို့ခေါ်တာရှိတယ်၅ပါးသီလမဟာဒါနရိုးရိုးဒါနမဟုတ်ဘူးဘာလို့လဲဆိုရင်ကိုယ့်ကိုအကြောင်းပြုပြီးတော့တစ်ဖက်သားဟာဘေးရန်မဖြစ်ဘူးဒါကြောင့်မို့အဘိယဒါနတစ်ဖက်သားကိုဘေးကင်းအောင်လုပ်ပေးတဲ့သဘောဖြစ်သည့်အတွက်ကြောင့်ဒါနသဘောမျိုးဖြစ်တယ်အဲ့တော့ဒီကုသိုလ်အားလည်းပဲအမှန်တမ်းထူးခြားတဲ့ကုသိုလ်တစ်ခုကိုယ့်မှာရရှိလာတယ် နောက်တစ်ခုကဘာဝနာကုသိုလ်မွေးနေ့ရောက်လာပြီဆိုတဲ့ခါတိုင်းမှာခဏန်းကတက်လာတာနော်မွေးနေ့ရောက်လာပြီဆိုခဏန်းတက်လာခဏန်းတက်လာတဲ့သဘောကိုအမှတ်တမဲ့မနေဘဲနဲ့ခဏန်းတက်လာတာအခုဘုန်းကြီးတို့ဆို89ဖြစ်သွားတယ်80ခဏန်းနဲ့ရောက်တော့မှရှိတော့ခဏန်းတစ်ခုပြောင်းတော့မှပဲရှိသွားတယ်အဲ့တော့ဒီခဏန်းတက်လာတာဘာကိုပြတာလဲ ဘဝမှာအိုမင်းရေးရောလာမှုဖော်ဆောင်တာပဲဖြစ်တယ်ပေါ့နော်မွေးနေ့တိုင်းမွေးနေ့တိုင်းဟာငယ်စဉ်ကနေစပြီးတော့ခလန်းနေတူး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 လာခြင်းဟာဘဝရဲ့ဒီနောက်ဆုံးမှာလူငယ်လူရွယ်တွေကတော့တဲ့90ထီအောင်တက်လာတယ်လို့ပဲတွေ့ရမှာဖြစ်တယ်90ကျော်သွားတဲ့ပုံပုံတွေဖို့ကြရင်တော့ကျလာတယ်လို့ပဲတွေ့ရမှာဖြစ်ဟာနေတတ်တဲ့ကအဲ့တော့အေးဘဝဆိုတာ ဒီတက်လိုက်ကြလိုက်အနေထားမျိုးတဲမှာတို့တွေဟာဒီလိုခန္ဓာကိုယ်ရဲ့အင်အားတွေဟာဘဝတစ်ခုမှာရရှိထားတဲ့အင်အားတွေဟာတဖြည်းဖြည်းညှော်နေလာတာဖြစ်ပြီးအတွက်ကြောင့်အမတ်တွေမနေပဲနဲ့ဘယ်ယာမမတိငြိမ်ဘူးဘယ်ယာမမတိမြဲဘူးအရာခတ်သိမ်းဟာသာဝရပြောင်းလဲပြီးတော့နေတဲ့အရာတွေသာဖြစ်တယ်လို့ အာယုန်လေးဆိုက်ပြီးနှလုံးသွင်းလိုက်လို့ရှိရင်ဝိပဿနာဘာဝနာကုသိုလ်လို့ခေါ်တယ်။ဒီလိုစဉ်းကျင်စဉ်းစားလိုက်ခြင်းဟာဘာကိုတံမိုးဘယ်တံမိုးကိုရစေလဲလို့ဆိုရင်တွေ့တာမှုရောချခြင်းဆိုရယ်ရှော့ချခြင်းဆိုရယ်တံမိုးရတယ်။အဲလိုဆိုရင်လူဆိုတာတွေ့တာမှုတွေဘသူပဲဖြစ်ဖြစ်များကြ။အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်မှ တွေ့တာမှုရှိရင်တွေ့တာမှုရှိတဲ့နေရာတောကဆိုတာလာတာပဲ။ တွေ့တာမှုကြီးလေးလေးဒေါကကြီးလေးလေးတွေ့တာမှုကိုမှန်ကန်တဲ့အတွေ့အမြင်နဲ့ရှင်းချလိုက်လို့ရှင်ဒေါကလည်းပဲရောကြပြီးသားဖြစ်သွားတယ်အဲ့ဒီဒေါကရောကြခြင်းဟာစိတ်နှလုံးအေးချမ်းခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်လို့ဒါကြောင့်မို့လူတိုင်းလူတိုင်းအသက်ကြီးလာပြီဆိုရင်အေးငါတစ်နှစ်ကြီးလာပြီငါတစ်နှစ်ကြီးလာပြီလို့တွေးတောပြီးဘဝဆိုတာဒီလိုအသက်အဟောင်း ပြောင်းပြီးတော့ ြောင်းရွှေ့နေတဲ့အရာသာဖြစ်တယ်လို့ဆိုပြီးတော့တတိတံဝေကဖြစ်ဖို့ကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့အဲ့ဒါလို့တတိတံဝေကမွေးနေတိုင်းမွေးနေတိုင်းစဉ်းကျင်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါနာကုသိုလ်လည်းရမယ်သီလကုသိုလ်လည်းရတယ်ဘာဝနာကုသိုလ်ဆိုတာလည်းဖြစ်လာဖြစ်လာတဲ့အတွက်ကြောင့်ဒီဌာနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေဟာကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်တော့ ရင်ထဲနှလုံးထဲမှာဆုတ်ပိတ်ပြီးတော့ပူလောင်စေတတ်တဲ့ကိလေသာတွေဟာလျော့ပါသွားတယ်ကိလေသာတွေကလျော့ပါဒီကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ဆိုတာအပြန်အလှန်စိတ်ဆိုတာကတော့လူရဲ့တဏ္ဍာမဖြစ်တယ်။ဘာနဲ့ဥပမာတူတော့ဆိုရင်ရေချောင်းရှင်ညွန်စားတဲ့အညစ်အကြေးတွေဖြစ်တယ်။ရေချောင်းဖြစ်တဲ့အညစ်အကြေးကိုရေနဲ့ပဲပြန်ဆေးရတယ်။ စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးကိုစိတ်နဲ့ပဲပြန်စေးတယ်။အဲတော့စိတ်ထဲမှာတင်ကြန်နေတဲ့လောဘတွေဒေါသတွေမောဟတွေဆိုတဲ့အားတွေကိုမှန်ကန်တဲ့အတွေးနဲ့ပြန်ပြီးတော့ဆေးလိုက်ရင် तू ကရောချပြီးတန်ရှင်းသွားတာပဲဖြစ်တယ်။ဒါကြောင့်မို့စိတ်ကိုစိတ်နဲ့ပြန်လို့ဆေးကြောတာအဲ့ဒီဆေးကြောတဲ့အလုပ်ကိုပဲဘာဝနာအလုပ်လို့ခေါ်တာပေါ့နော် အဲလိုဆေးကြောတန်ဆင်ပြခြင်းအပြင်ခန္ဓာကိုယ်တန်ရှင်းသွားသလိုစိတ်ပိုင်းဆိုင်ရာတွေလည်းပဲတန်ရှင်းသွားတယ်အဲ့ဒီကုသိုလ်ကတော့အခုလို့အခုအကျိုးထွက်တဲ့ကုသိုလ်မျိုးဖြစ်တယ်တဲ့ဘာဝနာကုသိုလ်ဒါကြောင့်မို့ဒါနကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်မှန်သမျှသည် happiness လို့ခေါ်တဲ့ဒုက္ခသောမနတ္တ ကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုဖော်ဆောင်ပေးတာဖြစ်တယ်ဟုတ်ဒီကနေ့မွေးနေ့အခါသမယမှာဒုက္ခသောမနတလို့ခေါ်တယ်ကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းနှမျိုးကိုဖော်ဆောင်ပေးနိုင်တဲ့ကုသတရားကိုငါအောင်မြင်အောင် ပြုလုပ်လိုက်ရပြီလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ကုသတရားဖြစ်ပွားအောင်အထူးနှလုံးသွင်း၍ကြိုးစားအားထုတ်နိုင်ပါစေတည်း။အာမင်